မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်းကျင်းမြန်မာပြည်ပါနော်အလားရှင်ညမေမိသားစုကကျူးတူပါတယ်ဗျာဒီနေ့26ရက်5လ2025ကျင်းလင်းလာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်2026ရက်5လ2025တင်းလင်းလာနေ့ရဲ့အထူးသဖြင့်ကစုံလောက်ွယ်နေ့ရဲ့ တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ OWN လုပ်ကဲနဲ့ပတ်သက်တဲ့ကိစ္စမှာ water tower view ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြကြတတ်ပြီးတော့လုပ်ကဲနဲ့ပတ်သက်တဲ့ကိစ္စမှာဟိုလုပ်ငန်းကိုအားမရတယ်လို့ခံစားရပြီးအစီအမပြေတတ်ဘူးမိသားစုနဲ့ပတ်သက်တဲ့မှာစိတ်တဘောတမ်းရင်းမတိုက်ဆိုင်တတ်ဘူးလုပ်ငန်းခွင်ထဲမှာအီလေးလေးဖြစ်တတ်တဲ့အလုပ်ကိုစိတ်ဝင်စားမှုအားနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့် OWN လုပ်ကဲနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့လူအလုံးတို့ဒီဘာလေးလို့အောင်မလို့ဆိုတော့စနေတော့အနောက်တောင်တော့လှည့် မိမိရဲ့နှာခေါင်းတိတ်ကလေးကိုလက်ကလေးနဲ့ထိထိပြီးမှဆူတော့အသေးနှာခေါင်းကလေးတွေကျွန်တော်အလုတ်ကန်နဲ့ပတ်သက်တဲ့ကြာသူများတဲ့နှာတပြားသားခြင်းနဲ့ကျွန်တော်အိမ်နေဆောက်တဲ့ခါသူများတဲ့နှာပြားသားပြီးမြန်မြန်ပြီးခြင်းနဲ့မြန်မြန်ကြီးကြီးကျယ်ကျယ်လှလှပပလေးနဲ့အဆင်ပြေခြင်းနဲ့ကျွန်တော်သားလေးတွေအလုတ်ခေါ်သားလေးတွေသူများတဲ့ဆောဆောစီစီရခြင်းနဲ့ကျွန်တော်မှပိတ်ဆို့နေအိုးအိမ်လုတ်ကန်များအများဆုံးပွင့်လန်းအောင်အသေးနှာခေါင်းတိတ်ကလေးကကုညီဆောက်ကြတော်မူပါအသင်ကူညီဆောက်ရှောက်မှသာလင်ကျွန်တော်ကသူများတဲ့နှာတပြားသားမှဖြစ်ပါတယ်ဒါကြောင့် အတင်းနှာခေါင်းတကလေးကကျွန်တော်မှပိတ်ဆို့နေတဲ့ဥဝင်လောက်ကနေပတ်သက်တဲ့ကိစ္စများသူများနေနာဆွဲတာအောင်အ мян ဆုံးအစဉ်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဥဝင်လောက်ကနေပတ်သက်တဲ့အစဉ်မပြေကြတဲ့ပုံကိုအားလုံးတို့ဒီရာဟုတောင်းနောက်မြောက်တောင်းလဲမိမိရဲ့နှာခေါင်းတကလေးကိုလက်ကလေးနဲ့ထိထိပြီးမှဆူတောင်းခြင်းအပြင်တင်းတော့မှပိတ်ဆို့နေတဲ့ဥဝင်လောက်ကများအ мян ဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာလက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်ငွေကြီးနဲ့ပတ်သက်လို့ အောင်မြင်ကြတတ်တဲ့ ငွေကြီးကြီးဝင်တတ်တယ်လောင်းစကားနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အဆင်ပြေတတ်တယ်ရွှေတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်ငွေကြီးများအောင်မြင်ကြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခီးစကားတွေအောင်မြင်ကြကြပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြကြတဲ့ဒီနေ့တနင်္လာနေ့မှာဖြစ်ငွေကြီးအဆင်မပြေကြတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတနင်္လာအရှိရာကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရဲ့ရလမငွေကြီးနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ပိတ်ဆို့နေတဲ့ငွေကြီးတွေအများဆုံးပွင့်လာအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း တင်းလဲလာအရှိအရာကိုလှည့်ပြီးမှငွေလေးတွေနဲ့ပတ်သက်လို့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အကျွေးများပြီးရင်ရရင်ဇာများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်အတင်းကြီးလေးအာကျွန်တော်တို့တမယောက်ပေးတရားဘလောက်ရတရားဘလောက်ကျွန်တော်လူကျင်နာဘလောက်ကျွန်တော်မှာအဲ့ခွန်းလန်းနေပိတ်နေတယ်ပိတ်နေတဲ့ကိစ္စလေးအမြန်ပွန်းလောင်းအတင်းကြီးလေးကကိုကြီးစောက်ကြောက်တော့မူပါဆိုတဲ့အကြောင်းလေးလေးသာသာဆူတောင်းခြင်းဖြစ်အဲ့မှာပိတ်ဆိုနေတဲ့ငွေကြေးများအများဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဗျာဒီချိန်မှာလူနဲ့ပတ်သက်တဲ့စိတ်နဲ့ပတ်သက်မှာလူကကြံခဲ့ပြီးစိတ်ကမြန်နေတတ်တဲ့ဇွတ်လုတ်ခြင်းနဲ့ အဲဒါလို့တဲ့အိုးရင်လောက်ကနေပတ်တဲ့ပူညာမူညာဖြစ်တတ်တဲ့ရသင်ရတတဲ့ငွေကြီးတွေယာယီလွှဲချုပ်မှုတွေဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အင်္ကာတောင်းအရှိတောင်းတောင်းကိုလက်မိမိလိုအပ်တဲ့ကိစ္စတွေအင်္ကာတောင်းအရှိတောင်းတောင်းလက်ပြီးဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အောင်မြင်ကြောကြမှုများအများဆုံးရမှာဖြစ်ပါတယ်စိတ်ထဲမှာဘာတွေစိတ်မချမ်းသာတာဘာတွေစိတ်မပြေတာတော့အစရကျွန်တော်မှငွေကြီးအစီအမံပြေးပါသေးအကျွေးတွေပြေးသေးရရှိတဲ့ပြေးပါသေးရောင်းမကောင်းမှုကောင်းပါသေး နော်အဲ့ဒါလေးဆိုင်ကလေးရောင်းခြင်းနဲ့ကားလေးတွေဝယ်ခြင်းနဲ့ဆိုင်ကလေးရောင်းပြီးကားလေးဝယ်အောင်ဆင်ပြပါသေးဆိုတဲ့အကြောင်းမိမိလိုအပ်သောဆန္ဒများကို အင်္ကာတောင်းအရှိတောင်းတောင်းလှည့်ဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ကိုနေနီနေသတ်သက်တဲ့လူယောက်ျားကိုရဒီသာမဟုတ်တဲ့တခြားယဒီသာသွားတတ်တဲ့ကိုကြီးကိုကြီးကိုမိသားစုမှာလောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတွေဆင်မပြတတ်ဘူး ကျမ်းမာရေးအပြင်ချောင်းဆိုးတဲ့ယောဂါနဲ့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂါများဖြစ်တတ်ပါလေဗျာအမျိုးသားများဆိုအာရုံကြောအားနည်းတဲ့ယောဂါများဖြစ်တတ်ပါလေဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူအားလုံးတို့ဒီတနင်းလာအရှိရာကိုလည်းအာလူးလေးကိုအာလူးကြော်လေးတစ်ခုလောက်စားပြီးမှသုဒအတင်အာလူးကြော်လေးရဲ့ကျွန်တော်အာရုံကြောတွေအားနည်းနေတယ်အာကျွန်တော်ရွှေလေးတွေဝင်နေတယ်ဗျာ အာကျွန်တော်အလူလေးလုတ်ခြင်းနေဗျာငါကျွန်တော်မှာဗကိတလေးအစင်းပြေးခြင်းနေအဲ့ဒါကြောင့်ကျွန်တော်အလူလေးလုတ်ခြင်းနေရွှေလေးတွေဝဲခြင်းနေပေါင်းထားတဲ့ရွှေလေးပြန်ရွေးခြင်းနေအဲ့ဒီကိစ္စလေးတွေအောင်ကျော်အားနေတဲ့ကိစ္စလေးတွေအစာရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်းပြေးအောင်အသင်အာလူကျော်လေးကအကူအညီဆောက်ရှောက်တော်မူပါဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြောပြီးကျွန်တော်လိုအပ်တဲ့ကိစ္စတွေအများဆုံးအစင်းပြေးအောင်ကူညီဆောက်ရှောက်တော်မူပါဆိုတဲ့အကြောင်းတင်းတင်းလာအရှိရာကိုလှည့် လှည့်ပြီးမှကျူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုးနေတဲ့ကိစ္စလေးများအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့26ရက်5လ2020နေ့မှာအရွှေနဲ့ပတ်သက်တဲ့ကိစ္စမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စလူဒါနနဲ့ပတ်သက်တဲ့ကိစ္စလေးတခုလိုအပ်ချက်ရှိတဲ့ပုံကိုအားလုံးတို့ဒီတနေ့လာအရှိရကူလည်းပြီးအားလုံးကြော်လီစားပြီးမှကျူတောင်းခြင်းဖြင့်တင်းတော့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ကိုနေနီးနေသက်သက်တဲ့မင်းအမင်းနေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီထဲမှာ တိတ်ပြောစိတ်တည်းမကြရဘူးမင်းလည်းပတ်သက်လို့စိတ်တည်းမကြရဘူးအပြောင်းအကျွေးရာထူးထူးနဲ့ပတ်သက်တာအစင်မပြတတ်ဘူးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအရာကြီးလွဲကျော်တယ်လို့ပဲတိတ်အစင်မပြတတ်တယ်လို့ခံစားရပါတယ်ဗျာဒါကြောင့်မိမိသွားတဲ့လာတဲ့လှုပ်တဲ့ gain နဲ့နေတဲ့ထိုင်တဲ့နေရာမှာမိမိမှာထိုင်ကုန်မှာရှိတဲ့ထိုင်ရင်ထိုင်မဲ့နေရာလေးကိုတန်ရှင်းအောင်လုပ်ပြီးမှထိုင်ထိုင်ကောင်းအောင် ထိုင်ရင်တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရာထူးထူးမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစင်ပြေမှာဖြစ်ပါတယ် ဒါကြောင့်တခုခုသွားတာလှုပ်ရှားတဲ့အခါမှာမိမိထိုင်ကောင်းတဲ့နေရာလေးမှာထိုင်ဖြစ်ပေါ်ကျင်တာကျွန်တော်မြေလေးဝေကျင်နေဗျာမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလှုပ်တော့မှအဲ့ကိစ္စတွေအစတရရအဆင်ပြေကျင်နေအမြန်ဆုံးအဆင်ပြေအောင်ကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းမိမိထိုင်ကောင်းတဲ့ထိုင်ကုန်လေးတခုခုမှာထိုင်ပြီးမှသူတောင်းကြီးအပြင်တင်းတော့မှပိတ်ဆို့နေတဲ့ကိစ္စများအမြဲတမ်းပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတကူသွားခြင်းနာတကူပြောခြင်းနာတကူပြောနေရတာတကူဖြစ်ပါတယ် ဒါကြောင့်သွားခြင်းနာသွားခွင့်ပြောခြင်းနာပြောခွင့်ရခြင်းတဲ့ပုဂ္ဂိုလ်အားလုံးကဗုဒ္ဓတောင်ရက်ကိုလက်ရေးလေးသားပြီးမှသူတော်အတင်ရေးလေးအာကျွန်တော်ခီးစကားတွေလွှဲနေတယ်ကျွန်တော်သွားတဲ့ခီးမှာအနေကင်းပြီးရှင်းပြီးအစဉ်ပြေးခြင်းနဲ့ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့ဒါကြောင့်ပြောသမျှသူသူများအောင်မြင်အောင်အစဉ်ပြေးအောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလက်ရေးလေးသားပြီးမှသူတော်ကြီးရမြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ကိုနဲ့နင်းနေသက်တဲ့ ။အပြည်နယ်နဲ့တိုင်းနယ်မှာတိုင်းနယ်အားကောင်းနေနော်။အဒီချိန်မှာအစုအဖွဲ့မျိုးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအားကောင်းနေထီထီပေါက်တတ်တယ်။အမျိုးတွေအခုညီဆောင်ချလို့အဆင်ပြေတယ်။ဒါမှမဟုတ်နိုင်ငံကြီးနဲ့ပတ်သက်တဲ့အမှုဖြစ်လို့ရှင်နေနိုင်ငံကြီးမှုတွေနဲ့ပတ်သက်ဖန်သိခံရပါတယ်။ဒါကြောင့်နိုင်ငံကြီးမလုပ်ဘဲနဲ့အဲအယိုးအဖော်လို့ဒိုးအကြော်မယ်ဆိုရင်တော့ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါလေဗျာ။ဒါကြောင့်ငွေကြီးလိုအပ်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီနွားနို့လေးနွားနို့လေးနွားနို့လေးကိုဖျော် ဇနီတောင်အနောက်တောင်တော့လှည့်ပြီးမှအမဆူတောင်းပြီးမှတစုံတယောက်သောသူကိုကုသပြုလုပ်မယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောရိုးအဖော်လိုဒိုးအားကြောပြီးငွေကြီးများဆုလိုက်ပြုံလိုက်ဝင်လာပြီးအန်တီကင်းဖေးရှင်းပြီးတော့အမှုခင်းများဝိပါမှာဖြစ်ပါတယ်။ဒါကြောင့်ခொနေအာသမီအားလုံးပေါ့အမျိုးဘာသာသာသာနဲ့မဆိုင်မင်းနဲ့ခொနေအာသာသမီအားလုံးကရိုးအားတွေဖော်မယ်။ငွေကြီးနဲ့ပတ်သက်တဲ့ဆုလိုက်ပြုံလိုက်ဝင်ရင်းနဲ့အန်တီရီကင်းရင်နဲ့ဆိုရင်တော့စနေတော့အနောက်တောင်တောင်လှည့်ပြီးမှနွားနို့လေးကို ဖြောပြီးမှဆူတောင်းပြီးမှကုသပြုမယ်ဆိုလို့ရှိရင်တော့တင်းတော့မှာပိတ်ဆိုနေတဲ့ငွေကြေးများဆူလိုက်ပြုံလိုက်ဝင်ပြီးအနေကင်းဘေးရှင်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့နှစ်ဆောင်အဲ26ရက်5လ2025နော်ဟာလားဒီနေ့လာနေဖြစ်ပါတယ်ကျွန်တော်ဒီနေ့လာနေမှာကန်ကောင်းသေးတဲ့ထီကနန်းလေးတွေဆိုရင်အောင်းမလေးဒီလေးကိုအနောက်ရကူလက်ရေးလေးတောက်ပြီးမှထီလေးတွေကန်စားမယ်ဆိုရင်တင်းတော့မှာဆူတောင်းပြီးမှကန်စားမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် အဲကြောင့်ဒီကံလေးတွေစမယ်ဆိုရင်တော့ဒီတစ်ပတ်တော့ငါးတို့သုံးတို့အားလေးတွေကောင်းနေပြုအဲတော့ငါးသုံးတို့အားလည်းပါပေါ့ငါးကိုတို့အာသုံးတစ်ဆိုတဲ့ကဏ္ဍလေးရအားကောင်းနေအာဒီနေ့ကတော့တစ်သုံးငါးကိုဆိုတဲ့ကဏ္ဍလေးရအားကောင်းပြီအာငါးနဲ့သုံးတွေကတော့ဒီနေ့မှအားကောင်းဆုံးဖြစ်ပါတယ်ဒါကြောင့်အမှငါးကိုတို့သုံးတစ်ဆိုတဲ့ကဏ္ဍလေးတွေဒီနေ့အကံလေးတွေစမယ်ဆိုဒီကံလေးတွေစမယ်ဆိုအနောက်ရကိုလက်ရေးလေးတောက်ပြီးမှထူတောင်းကြခြင်း တင်တို့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီကံသန်းလို့တဲ့ပုံကူများအားလုံးဟာဒီ26ရက်5လ2025တင်းနေလာနေမှာဖြစ်59ဆိုတဲ့အတွေ့လေးများ31ဆိုတဲ့အတွေ့လေးများဒီကံလေးတွေစမ်းမယ်ဆိုရင်တင်တို့မှာပိတ်ဆို့နေတဲ့ဒီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာယနေ့ရက်ထူးထူးခြားခြားရေဒီယာလေးကတော့ခင်ဗျအเจ้าတို့ကုကုနဲ့ပတ်သက်လို့ရှင်တင်းနေလာအရှိအရာကိုလည်းရေးလေးတောက်တောက်ပြီးမှသူတောင်းကြံပြီးပိတ်ဆို့နေတော့ဒီကံများ ပိတ်ဆို့နေသောငွေကြေးများပိတ်ဆို့နေသော ရပေးရန်ရရှိသောကိစ္စများအများဆုံးပွင့်လန်းမည်ဖြစ်ပါကြောင်း26ရက်5လ2025တနင်္လာနေ့ရက်တနေ့တာကညမများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ